ရွာနာမည်ကတော့ဇရက်ဦးရွာလို့အမည်တွင်ပါတယ်။အင်ဂျီတရာကျော်ရှိတဲ့ရွာတရွာလည်းဖြစ်ပါတယ်။လေရစိုက်ပြိုးရေးနဲ့မွေးမြူရေးကိုအဓိကထားပြီးတော့လောက်ကိုင်းတဲ့ရွာလည်းဖြစ်ပါတယ်။ဇရက်ဦးရွာကိုအုပ်ချုပ်တဲ့တကြီးနာမည်ကတော့ဥညင်ပူဖြစ်ပါတယ်။သဘောလဲကောင်းအပြောလဲကောင်းသလောက်စေတနာတိတ်ကောင်းတဲ့တကြီးတူဦးလည်းဖြစ်ပါတယ်။ရွာသူရွာသားတွေပေါ်မှာလည်းဒန်းတို့ညီမြထားပြီးတော့ဆက်ဆံတတ်ပါတယ်။အဲဒါကြောင့်မဲ့တကြီးဥညင်ပူကိုဇရက်ဦးရွာကရွာသူရွာသားတွေကချစ်ကြောက်ယူတည်ကြပါတယ်။ဇရက်ဦးရွာရဲ့မြောက်ဘက်မှာတော့တသွင်သွင်စီးစင်နေတဲ့ချောင်းတစ်ခုလည်းရှိပါတယ်။ဇရက်ဦးချောင်းလို့လည်းအများကခေါ်ဆိုကြပါတယ်။နေ့စဉ် ါဆိုလာရောက်တိုင်းမှာလည်းဇေယျကိုချောင်းထဲမှာလူတယောက်အမြဲရေနစ်တေဆုံးတတ်ပါတယ်မိဘတွေကလည်းဝါဆိုလာရောက်တိုင်းမှာသားသမီးတွေကိုဇေယျကိုချောင်းဘက်ကိုမသွားဖို့လူငယ်တွေကိုအမြဲတမ်းသတိပေးကြပါတယ်လူကြီးတွေသတိပေးနေတဲ့ကြားကပင်ဝါဆိုလာရောက်တိုင်းမှာလည်းဇေယျကိုချောင်းထဲမှာလူတယောက်ဟာအမြဲရေနစ်ပြီးတေဆုံးကြရပြန်ပါတယ်ဝါဆိုလာရောက်တိုင်းမှာလူစားတတ်တဲ့ဆိုတဲ့ဇေယျကိုချောင်းကြီးထဲမှာတော့တေဆုံးသွားခဲ့တဲ့ဝိညာဉ်နဲ့မြေများအထိရှိလိမ့်မယ်ဆိုတာမသိနိုင်ပါဘူးဒေါ်စိန်ပုနဲ့ဥခင်ရီတို့လင်မယားတားဖြစ်သူကြော်ကြော်ကိုရှင်ပြူပေးရန်အတွက်အလုံးရှုံနေကြပါတယ်ချက်ရေးပြုတ်ရေးအတွက်စီမံရအင်ကိုလာတဲ့ဆွေမျိုးတွေ တွေကိုလည်းဧည့်ခံရလိုအပ်တဲ့ပစ္စည်းတွေထွက်ဝယ်ရတာကြောင့်မအားလက်နိုင်ကြပါဘူး။ဒါကြောကြောဗျာမေလာပါအောင်တာရဲ့အမေတို့တောင်းအောင်မှားစရာရှိရဲ့ ဟုတ်မေဘာမှမလဲမေဒီလိုသားရဲ့ရှင်ပြူတော့မဲ့လူတယောက်ကအဆက်ဆက်ရရတတိထားရတဲ့တိုင်အမြင့်နေပါရင်လည်းတက်မဆော့ရအောင်ကြားလာမြစ်တီချောင်းနေစီကိုလည်းတွားပြီးတော့မဆော့ရအောင်နော်ဟုတ်ကဲ့ပါမေမေရဲ့တတိပါတယ်အေးအေးသိရင်ပြီးတာပဲကွရှောက်သွားမနေနိုင်အောင်နော်တာမတွားပါဘူးမေမေရဲ့စင်မှုညီးသားအချောပဲအေးညီးသားကြီးလိုက်ရွာတွေကမိန်းကလေးတွေတော့ဝိုင်းဝိုင်းလဲနေတော့မှာပဲဖေအီဒူသားဆိုတော့ဒီလောက်တော့ရှိမှာပေါ့မတ်တေအောင်ရဲ့နင့်တူလို့ရှိရင်မီးသွေးကမိုးကြိုးပစ်တယ်လို့ဖြစ်နေမှာပေါ့ခင်ရဲ့အာခမရဘာတိလို့လဲညိုမချောတာဗျညိုကြောတွေချောလို့ရှိရင်ဘယ်သူမှလိုက်မမေဘူးနော် အလူအိမ်မှာတော့အဲ့ဒီလူတွေတဝါဝါတဟားဟားနဲ့ပွဲစုနေပါတော့တယ်မနေ့ပြန်အလူကြီးနေတော့သားမမေမာထားတာတွေမမေ့နဲ့မမေ့ပါဘူးမမေ့ရစိတ်ချပါမိမရဲ့တားအတိတက်လိမ်မာပြီးသားပါကွာအထုတက်လည်းပြောနေဖို့မလိုပါဘူးကျုပ်ကမိခင်လေးတော့ဝမ်းနဲ့လွယ်ပြီးတော့မွေးထားရတာဆိုတော့ စိုးရင်ပူပန်တတ်တာပေါ့ရှင်ပြီးတော့အခုဟာဝါဆိုလိုက်ချောင်းကလည်းအခုတိလူစားတံမကြရသေးတော့တားအတွက်စိတ်ပူမိရဲ့လေမင်းပြောမှငါလည်းသတိရတယ်ကွာချောင်းကလူမစားသေးဘူးကွာအခုဟာဝါဆိုလဆိုတော့သတိတော်ထားရမယ်အဲ့ဒါကြောင့်ပြောတာပေါ့ရှင်ကြော်ကြော်တယောက်အလူလာတဲ့ဆွေမျိုးတွေကကလေးတယောက်နဲ့အတူစော့စားနေပါတယ်ကြော်ကြော် ဘာလဲစီသူရဲ့ငါလေးမင်းတို့ယူအားချောင်းကိုမမြင်ဘူးလို့ငါ့ကိုလိုက်ပြပါလားအာမပြပါဘူးကွာမမေရဲ့တေချာမာထားတယ်ကွာအဲ့ချောင်းကိုမသွားရဘူးတဲ့လူစားလဲခံရလိမ့်မယ်တဲ့ကျိုးကျိုးကလည်းကွာငါအလူပြီးရင်ပြန်ရတော့မယ့်ဥစ္စာငါမပြန်ခင်မင်းတို့ယူအားချောင်းကိုကြည့်ကျင်လို့ပါကွာနော်အေးကွာအဲ့ဒါဆိုရင်လည်းပြီးရော ကြည့်အောင်ပဲကြည်နော်ရေထဲကိုမဆင်းအောင်ဂရီပေးတယ်ကွာရေထဲကိုမဆင်းအောင်နော်ပြီးရောပြီးရောအဆောငါအမေကိုပူးတော်အိမ်ကိုသွားအောင်မယ်ဆိုပြီးတော့လိန်ပြောလိုက်မယ်အမှန်တိုင်းပြောလို့ရှိရင်လွတ်မှာမဟုတ်ဘူးကွာအေးဟုတ်တယ်ဟုတ်တယ်မင်းမင်းသွားပြောကြည့်ကွာသွားကြကြွားလဲအိမ်ထဲကိုဝင်လာခဲ့လိုက်ပါတယ်မိခင်ဖြစ်သူဒေါ်စိန်မှုတရားအိမ်ထဲမှာအလုရှုံနေပါတယ်အမေ ဘာလဲတိုင်တာဘူးတော်တို့ရင်ခဏသွားခြင်းလို့အမေကိုလာပြောဘာလို့ဖို့သွားမှလဲတိုင်တာသူ့ကိုမနေ့ပြန်လို့လာပြအောင်လာဖို့အတွက်သွားပြောမလို့ပါမေစီသူရောလိုက်မှာပါဗျအေးအေးသားရဲ့ပြီးရောပြီးရောသွားမြင်မြန်သွားပြီးမြင်မြန်ပြန်ခဲ့တော့ကြားလာဟုတ်ကဲ့မေကြော်ကြော်ကလည်းမိခင်ကိုလိန်လေခွင်တောင်းပြီးတော့စီသူနဲ့တူရွာပြင်ကိုထွက်လာခဲ့လိုက်ပါတယ်ဟာချောင်းရအကျေကြီးပဲကွာလာလိုက်တာကြည်စမ်းမောင်ကဒိုးစီမှာဒီလိုမရှိဘူးကြော်ကြော်ရငါတို့ရွာရဲ့ချောင်းကလာတဲ့လောက်ကြောက်ဖို့လည်းကောင်းတယ်ကွာ ကြောက်စရာမရှိပါဘူးကြော်ကြော်ရဟာရဟိုမှာငားလေးတွေကြော်ကြော်မင်းမြင်လားဘယ်မှာလဲစီသူကငါတော့မမြင်ပါဘူးဟိုချောင်းဆက်မှာလေကွာလာလာငါပြမယ်ဟာရဟိုစီသူမသွားနဲ့နော်ဟာဒီကောင်ကတော့ဇွရအတင်ရောသွားနေတော့ပဲကွာကြော်ကြော်လည်းစီသူနောက်ကနေပြေးလိုက်လာခဲ့ပါတယ်စီသူကရေထဲကငားတွေကိုလက်ခုံနှစ်ဖက်နဲ့လိုက်လံပြီးတော့ဖမ်းဆီးနေပါတယ်စီသူအပေါ်ပြန်တက်ခဲ့တော့ကွာရေစည်းကတန်နေတယ်ကွာငါငားလေးတကောင်တော့ဖမ်းညင်လို့ပါကွာခဏလေးမင်းကလည်းမင်းကောက်ဂရီပေးထားရလေကွာရေထဲမစင်းပါဘူးလာပါကွာအပေါ်ပြန်တက်ခဲ့စီသူကြော်ကြော်စကားကိုစီသူကအဖက်မလုပ်ဖက်နဲ့ငားကိုသာရအောင်ဖမ်းနေ နေပါတော့တယ်အဲဒီချိန်မှာပဲဝုန်းကနဲဆိုပြီးတော့စီသူတယောက်ဟာခြေချော်ပြီးတော့ရေထဲလဲကျသွားခဲ့ပါတယ်ကြော်ကြော်လဲချောင်းထဲပြစ်ဆင်းပြီးတော့စီသူကိုဆွဲထားလိုက်ပါတယ်ချော်ကျသွားတဲ့အချိန်နဲ့ချောင်းရဲ့အစည်းတံမှုကြောင့်စီသူတယောက်ဟာချက်ချင်းပြန်မထနိုင်မနဲ့ရှိနေပါတယ်ကြော်ကြော်ကစီသူလက်ကိုဆွဲထားပါတယ်ဟိအောင်တတိထံတော့ငါလက်ကိုဆွဲတာငေါ့ကဲပေါင်းကွာကြော်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 ငေါ့ကဲပေါင်းကွာအာဟိအောင်စီသူငေါ့ကိုအတင်းမဆွဲနဲ့လေကွာငါပါရေနစ်တော့မယ် ကြောက်ဝါလန့်အားနဲ့အတင်းဆွဲကုတ်ထားတာကြောင့်ကြော်ကြော်တယောက်ရေထဲကိုပြစ်ကျသွားပါတော့တယ်။စီသူကရေအိမ်ဘက်ရောက်သွားပြီးတော့ကြော်ကြော်ဟာချောင်းရည်စည်းနဲ့တူမျောပါသွားခဲ့ပါတယ်။ကြော်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 ကဲကြပါအောင်များကဲကဲကြပါအောင်များကြော်ကြော်တယောက်ရေထဲမှာနှစ်လိုက်ပေါ်လိုက်နဲ့မျောပါနေခဲ့ပါတယ်။စီသူတယောက်ကလည်းငေးတန်းပေါင်းအော်ဟစ်ပြီးတော့အကူညီတောင်းနေခဲ့ပါတယ်။ကဲကြပါအောင်များကျွန်တော်တကယ်ကြီးရေနစ်သွားလို့ကဲကြပါအောင်များဟာရေနစ်လို့ဆိုပဲဟာအေးကွာငါလည်းကြားလိုက်တယ်။ဇယက်ဝရဲ့ချောင်းတစ်ပေကနေဖြတ်သွားတဲ့ရွာသားနှစ်ယောက်ကကြားသိလေးရတာကြောင့် အတင်းပြေးလွှားကရောက်လာခဲ့ကြပါတယ်။ဦးလေးဦးလေးတားတငယ်ချင်းရင်နစ်သွားလို့ပြကဲပေါင်း။အေးအေးငါတို့ဆယ်ထားလိုက်မယ်ကွာ။မင်းကအိမ်ကိုအမြန်ပြန်ပြီးတော့သူ့မိဘတွေကိုသွားအကြောင်းကြားထားကြီးဟုတ်ပြီလား။ဟုတ်ဟုတ်ကဲ့ပါဗျာ။စီသူကလည်းရွာထဲကိုပြေးပြီးပြန်လာခဲ့လိုက်ပါတယ်။အနီစိန်မှုနဲ့ဦးလေးခင်ဟိုကြော်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 ချောင်းနဲ့ကြပြီးတော့မျောပါသွားလို့ဗျာ။ဘာ?ဟမ်?ဘာပြောလဲ။ငါသားချောင်းနဲ့မျောပါသွားလို့ဟုတ်လား။ဟုတ်ဟုတ်တယ်ဗျာ။တားကိုကဲနေတဲ့ကြော်ကြော်ရေထဲကိုမျောပါသွားတာဗျာ။ပြမပြရလေငါသားလေးရေလှုပ်လှုပ်ကြပါဦးကိုခင်းတားလေးရင်နစ်လို့တဲ့အားအဲ့ဒါဆိုမြေမြေလိုက်သွားကြရအောင်ကွာ ခင်ရီးတို့လင်မယားနဲ့အတူအလူအိမ်မှာရှိနေကြတဲ့ဆွေမျိုးတွေကလည်းဇရက်ကိုချောင်းရှိရာကိုပြေးလာခဲ့ကြပါတယ်။တရင်ကြတဲ့ရွာသူရွာသားတွေကလည်းရွာလွန်းကျွတ်ချောင်းဆက်ကိုလိုက်လာခဲ့ကြပါတယ်။ရင်ငုတ်ကျွမ်းတဲ့သူတွေကရေထဲဆင်းပြီးတော့ငုတ်ရှာကြကွာ။ဟုတ်ကဲ့တကြည်ဇရက်ကိုရွာသားတွေကလည်းချောင်းထဲဆင်းပြီးတော့ရေငုတ်ရှာကြပါတယ်။ချောင်းရေကမြင့်တက်နေတဲ့အချိန်ကာလဖြစ်တာကြောင့်ရေစည်းကလည်းတန်နေပါတယ်။အဲဒါကြောင့်မင်းရင်တမမနဲ့လိုက်လံရှာဖွေနေကြရပါတယ်။အချိန်တော်တော်ကြာတဲ့ဒီကြော့ကြော့ကိုတော့ရှာမတွေ့ကြပါဘူး။မိဘများနဲ့ဆွေမျိုးတွေကလည်းမျက်ရည်ဆက်လက်ဖြစ်ပြီးတော့မျှော်လင့်တကြည်ဖြစ်နေရပါတယ်။ ဟာဒီမှာတွေ့ပြီဒီမှာတွေ့ပြီရွာသားတယောက်ကချောင်းစွန်ဖျားကနေကြွကြော့ရဲ့အလောင်းကိုတွေ့တာကြောင့်ပွေ့ချီလာခဲ့ပါတယ်ဒါလေဟေးဒါလေဖြစ်မဖြစ်လေဒါလေမနေ့ပြန်အလူဝဲကိုတားမရှိဘဲနဲ့ဘလို့လို့လောက်ရတော့မှလဲဒါလေရဲ့ကြွကြော့တားမင်းအတန်တန်မှားထားတဲ့ကြားကနေဖြစ်ရတယ်လို့ကွာတားကြောင့်ကြွကြော့တေးရတာတားကြောင့်ကြွကြော့တေးရတာပါဗျာမဟုတ်တာစီသူရဲ့ဦးလေးတို့တားကန်ဟိုပါအခုလိုမျိုးဖြစ်ဖို့ပါလာတာဟိုကွာตาเยရှင်လောင်းကြီးဝက်ပြီးတော့မြင်းစည်းကျင်มาရဲ့ဆိုအခုတော့ဘလို့ဖြစ်ကုန်ပြီလဲตาရဲ့မဆိုင်ဘူးမဆိုင်ဘူး သတိမေ့သွားပဲလောက်ကြပါအောင်ဟာအဲ့လောက်ကြီးလူတွေဝိုင်းအောင်မနေကြနဲ့လေသတိပြန်ရအောင်လောက်ကြအောင်ဟာတားစောနဲ့သတိလေးမေ့မြော်သွားတဲ့ဒေါ်စိန်ပုကိုသတိရအောင်ပြုစုပေးနေကြရပါတယ်ရွာသူရွာသားတွေကလည်းဥခင်ရီတို့မိသားစုအဖြစ်ကိုကြည်ပြီးတော့မျက်ရည်ကျနေကြပါတယ်တားမရှိတဲ့လူရှင်လောင်းမရှိတဲ့အလူပွဲကြီးကတော့ရက်ဆက်စွာပင်ပျက်စီးသွားခဲ့ပါပြီအစာဝသွားတဲ့ဇရက်ဦးချောင်းကြီးကတော့သူမဟုတ်တဲ့အတိုင်းလပစီးစင်းနေစေပင်ဖြစ်ပါတယ်ဇလန်လေးကတော့ဒီမှာတွေပဲပြီးဆုံးသွားခဲ့ပါပြီဗျဇလန်လေးကိုစုံနေတီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ် နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်